ါလေကြာလို့ရှိရင်ရှင်းပက်စင်ဂျာနောက်လန့်ထားရဆိုလို့ရှိရင်အဲ့ကောင်အတိုးလျှော့လို့ဖို့အတွက်ကိုလည်းသူကဒီမှာတခါတယ်ကွန်ထရိုးတခါရထည့်ပြီးထားရပေါ့အင်ဖိုတိန်မန့်စကရင်ကြောင်းတီးတန့်ပြောနေတာပေါ့နော်ဘာဖြစ်လို့ဆိုအဲဒီကားကခုနကလည်းကျွန်တော်ပြောရအတွင်းထဲမှာချာခလုတ်တွေဘိုင်းညာဘာမှမတွေ့ရပဲနဲ့အင်ဖိုတိန်မန့်မှာပဲတီးတန့်ပေါ့နော်ကွန်ထရိုးတွေအကုန်လုံးထည့်ပြီးထားဖြစ်တဲ့အတွက်ဒီအင်ဖိုတိန်မန့်အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်မိုးလင်းသွားပြီကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်တော့မိုးရဲလေထဲမှာပဲ Leaf for Tire C11 2025ကားလေးကြောင်းတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်ကြည့်အောင် ဒီမော်တော်ရဲ့အပြင်ပိုင်းဒီဇိုင်းကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်မဲ့ထင်တယ်ဒီကောင်က2025ဖြစ်သွားပြီမဲ့2024ကားလေးတွေကတော့တော်တော်များများတွေ့နေရတာရှိတယ်လက်ရှိကတော့2025မှာ version မှာတော့အပြင်ပိုင်းဒီဇိုင်းမှာတော့အများကြီးကွာသွားတာမရှိဘူးပေါ့နော်ဒီကားလေးကကျတော့ကျွန်တော် midsize SUV ဖြစ်တယ်နောက်ပြီးရင်သူ့ရဲ့ body design ကကျတော့လုံးဝနဲ့ဆိုတော့ vibe ကိုခံစားတာဖြစ်တဲ့အတွက်ကြီးလိုက်တာနဲ့ဒီ body line အချိုးအကွေ့လေးတွေကလုံးလုံးလေးတွေဆိုတော့ vibe ကိုအပြည့်ပေးထားတယ်နောက်ပြီးရင်ကျွန်တော်ဒီကားမှာကြိုက်တာကသူ့ရဲ့အရှိန်မီယန်ဒီဇိုင်းပေါ့နော် မီးရဲ့ဒီဇိုင်းဆိုလို့ရှိရင်လည်း तू ကအပြည့်ဒီဇိုင်းဒီပါကိုလုပ်ပေးထားတယ်အဲ့မှာမှ तू ကဒီပေါ့နော်ဒီ highlight မှာမှဒီဇိုင်းလေးပြန်ခွဲပေးထားတယ် highlight မှာဆိုလို့ရှိရင်လည်း layer ကတူး layer အနေနဲ့သွားထားပြီးတော့မှကျွန်တော်တို့ကအချက်ပြမီးကိုပြန်ထည့်ပေးထားတယ်နောက်ထပ်ထူးခြားတာကဒီ lead motor မှာဆိုလို့ရှိရင်ဒီ highlight တွေကစသူ့ရှီယာထုတ်မှန်းတိတာအောင်အတွင်းထဲမှာ lead motor ဆိုတဲ့စာရန်လေးပါတခါလဲထည့်ပေးထားတာကိုတွေ့ရတယ်အောက်ဆန်စာဆိုလို့ရှိရင်လည်းအရှိတ်အဝါမှာဆန်စာက6လုံးပါလာတာတွေ့ရတယ်အရှိတ်အဝါ360 camera ဆိုလို့ရှိရင်လည်း तू ကဒီအောက်လေးမှာတခါလဲအမြုပ်ထည့်ပေးထားတယ် နောက်ပြီးလို့ရှိရင်ဒီကမ်းမှာမိုက်တာကသူ့ရဲ့ chrome design လေးပေါ့နော် chrome line လေးတွေဆိုလို့ရှိရင်ဒီမှာတစ်ခုထည့်ပေးထားပြီးတော့ bear body cup line မှာဆိုလို့ရှိရင်လည်းထည့်ပေးထားတာလေးတွေ့ရတယ်အဲ့တော့ကျွန်တော်ဘေးဘက်ကြည့်အောင်ဒီဘက်မှာဆိုလို့ရှိရင်သူ့ရဲ့ align design ပေါ့နော် ring size နဲ့ align design ပေါ့နော် align design ဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်း sample လေးပဲ ring size ဆိုလို့ရှိရင်20ကိုသုံးပေးထားတယ်နောက်ထပ်ထူကြတာကသူ့မှာသုံးထားတဲ့တာယာတွေအကုန်လုံးက EV အတွက်ကိုတည်တဲ့ UAV ထုတ်ထားတဲ့တာယာတွေကို တုံးပေးထားတာကိုတွေ့ရတယ်။ဘတ်မှတ်မှဆိုလို့ရှိရင်ဘာကြီးပါလားဆိုတော့360 camera ကြီးပါလာမယ်။အချက်ပြမီးတွေပါလာမယ်။ blind spot တွေပါလာမယ်။ဒါအပြင်ကိုသူကဘာပါလာလဲဆိုတော့ mirror heater လေးပါပါလာတယ်။အခုလိုမိုးရသည်နဲ့ဆိုလို့ရှိရင်လုံးဝ quality ဖြစ်မဲ့ mirror heater လေးပါထည့်ပေးထားတယ်။နောက်ပြီးရင်သူက SUV ပဲမဲ့ frame လက် window ဖြစ်ပြီးတော့တကားဆိုလို့ရှိရင်လည်းလက်ကင်ပြောက် design လေးဖြစ်တယ်။အဲ့တော့ကျွန်တော်နောက်ဖက်ကြည့်အောင် ကျွန်တော်အနောက်ဘက်ရောက်ပြီပေါ့နော်အနောက်ဘက်ရောက်တဲ့အခါမှာလဲကားကလုံးဝနဲ့ဆိုတော့ vibe အတိုင်းပဲအနောက်ဘက်ချိုးထားတဲ့အချိုးလေးကလည်းလုံးလုံးလေးပဲအဲအဲ့တော့ကျွန်တော်နောက်ထပ်ဒီနောက်ဘက်မှာကြိုက်တာဘာလဲဆိုတော့သူ့ရဲ့နောက်ဘက်မီးတန်းအပြည့် design လေးပေါ့နော်သူက မီးရမ်းပြည့်ကိုဒီလိုဒီဇိုင်းပေါ်ပြီးတဲ့အခါကျတော့မှဒီဘက်မှာမီးလေးတစ်ခုပြန်လုပေးထားတယ်အောက်မှာမှသူအချက်ပြမျိုးပြန်ထည့်ပေးထားတာလေးကတော်တော်လေးမိုက်တယ်အနောက်ဘက်ကင်မရာဆိုလို့ရှိရင်လည်းအပြောက်ဒီဇိုင်းလေးဒီအောက်လေးမှာမှသူကင်မရာလေးတစ်ခါရဲ့ထည့်ပေးထားတာဆိုတော့အနောက်ဘက်ရုပ်တရက်ကြည့်ရင်မမြင်ရဘူးနောက်တော့ဆိုလို့ရှိရင်လည်းသူကအပြောက်ဒီဇိုင်း spoiler ရဲ့အောက်မှာထည့်မြုပ်ပေးထားတယ်ကျွန်တော်ဖွင့်လိုက်တော့မှထွက်လာတဲ့ပုံစံမျိုးလေးနဲ့နောက်တော့ကိုလည်းအပြောက်ဒီဇိုင်းလေးပေါ့နော်နောက်ပြီးရင် SUV တွေရဲ့ထုံးစံတိုင်းဟိုမှာ railway နဲ့ချောင်းပါမယ်အလဲမှာ internal လေးပါလာမယ်နောက်ကင်မရာဆိုလို့ရှိရင်လည်းဒီအောက်မှာအပြောက်ဒီဇိုင်းလေးနေနဲ့ထားထားတယ်နောက်ဘက်မှာဆိုလို့ရှိရင်လည်းနောက်ဘက်ဆန်စာ6လုံးပါတယ်ပေါ့ ေါ့နော်သူရဲ့ချာဂျင်ပေါ့ဟာဆိုလို့ရှိရင်လည်း GPD ဖြစ်တယ် AC ရော DC ရောကိုတခါလေဒီဘက်မှာတခါလေထည့်ပေးထားတယ်အဲ့တော့ကျွန်တော်အတွင်းကကိုစပယ်ကြည့်ရအောင်အဲ့မအတွင်းထဲမှာဆိုလို့ရှိရင်လည်း cargo space တော်တော်လေး ကျယ်တယ်လို့ပြောလို့ရတယ်ကြီးလိုက်တဲ့နဲ့ကိုကျွန်တော်သိတာတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရိုက်ခွေးရဲ့ပစ္စည်းတွေထည့်ထားသေးတယ်အတွင်းထဲမှာဆိုလို့ရှိရင်လည်းနောက်တဲ့ space ပါတယ်ဖွင့်လိုက်တော့မှအတွင်းထဲမှာ envelope လေးတစ်ခုပေါ့နော်အထက်မှာဆိုလို့ရှိရင်လည်းသူကစောင်းနေနေလေးနတ်တာဖြစ်တဲ့အတွက်ပစ္စည်းတွေအများကြီးထည့်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဒီနောက်ဘက်မှာဆိုလို့ရှိရင်လည်းအနည်းဆုံး luggage က၄၅လုံးကိုအတားလေးထည့်လို့ရတယ်နောက်ဘက်မှာဆိုလို့ရှိရင်နောက်ဘက် speaker အကြီးတစ်လုံးပါလာပြီအဲဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ dual socket လေးပါတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းနဲ့ပတ်သက်ပြီးပြောပါဆိုလို့ရှိရင်တော့နောက်ခန်းကြဲကြဲဝန်းရှိရလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့အတွင်းထဲတော့ကြည့်အောင် တို့အတွင်းကန်းထဲရောက်ပြီပေါ့နော်အတွင်းကန်းထဲရောက်တဲ့အခါမှာပထမဆုံးသတိထားမိတာပြောပါဆိုလို့ရှိရင်ဒီကားကအတွင်းကန်းထဲမှာတော်တော်လေး luxury look ဖြစ်တယ်လို့ပြောလို့ရတယ်။သွားထားတဲ့ color လေးတွေပြီးလို့ရှိရင် design သွားထားတဲ့အချိုးအကွေလေးတွေနဲ့အဲပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်ဒီမှာနောက်ထပ်သဘောကျသွားတာဘာလဲဆိုတော့ဒီ version မှာက infotainment ကလုံးဝကြီးသွားပြီ40.6 inch လောက်ဖြစ်သွားတာဖြစ်တဲ့အတွက် infotainment ကြီးကြီးမားမားဖြစ်သွားတာလေးရလဲပို့ပြီးတော့မိုက်တယ်။အဲပြီးလို့ရှိရင် lead motor ရဲ့ထုံးစံတိုင်းပေါ့နော်အတွင်းထဲမှာဆိုလို့ရှိရင်တုံတုံခလုတ်တွေဘာတွေတိတ်မတွေ့ရအောင်အဲ့တော့ control တွေအကုန်လုံးကဗမာသွားပြီး control လုပ်ရမှာလဲဆိုရင် infotainment ကနေပဲ control တော့လုပ်ရမှာဖြစ်တဲ့အတွက်အဲမျက်စိထဲမှာရှုပ်နေတယ်ဆိုတဲ့ feeling မျိုးကိုလုံးဝမခံစားအောင်ရှင်းရှင်းလင်းလင်းနဲ့ AC သေးပဲ luxury ဖြစ်တဲ့ဆိုတဲ့ fight ကိုခံစားရတယ်ပြီးလို့ရှိရင်ဒီအတွင်းထဲမှာဆိုလို့ရှိရင်က screen က၃ခုပါမယ် digital cluster ပါမယ် infotainment ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာ entertainment screen ပေါ့နော်ဒီဘက် passenger တော့ကိုလည်း entertainment screen တက်တက်ထပ်ပါမယ်အဲပြီးရင်နောက်ထပ်ကျွန်တော်သဘောကျတာဘာလဲဆိုတော့ဒီ Alexander console ပေါ့နော်သူထားထားတဲ့ style လေးက driver နဲ့ passenger နဲ့ကိုအကန့်ချလိုက်တဲ့ပုံစံမျိုးလေးကိုလုပ်ပေးထားတာလေးကပို့ပြီးမှရတယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ဖွင့် လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ space လေးတစ်ခုပါမယ်ပေါ့နော်အတွင်းထဲကတော့ wireless charger တော့မဖြစ်ဘူးဖုန်းထားဖို့ပဲဒီဘက်မှာမှ wireless charger ဖြစ်မယ်အတွင်းထဲမှာဆိုလို့ရှိရင်ကပ်ပိုရာလေးနှစ်ခုပေါ့နော်အတွင်းထဲမှာဆိုလို့ရှိရင်တော့12 volt socket တွေပါမယ် type c slot တွေပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ USB ပေါ့နော် USB ခေါင်းတွေထည့်ရတဲ့ဟာမျိုးလေးတွေပါမယ်ပြီးလို့ရှိရင်ဒီအတွင်းထဲက space ကလည်းတစ်ခုရှိမယ်ပေါ့နော်ကျွန်တော်2024တုန်းကဆိုလို့ရှိရင်ဒီကောင်လေးအကုန်လုံးကဒီမှာထားလာတယ်အဲအခုတော့ဒီရောက်သွားရဆိုတဲ့သဘောလေးပေါ့နော်နည်းလေး change ဖြစ်သွားတာလေးလည်းတွေ့ရတယ်2024နဲ့25မှာဆိုလို့ရှိရင်လည်းဒီ infotainment ကြီးကလောကကြီးကြီးမားမားဖြစ်သွားတာလေးကလည်းပို့ပြီးတော့မိုက်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော် infotainment ခရင်ကြောင်းတီးတန့်ပြောနေတာပေါ့နော်ဘာဖြစ်လို့ဆိုအဲဒီကားကခုနကလည်းကျွန်တော်ပြောရအတွင်းထဲမှာချားခလုတ်တွေဘာညာဘာမှမတွေ့ရပဲနဲ့ infotainment မှာပဲတီးတန့်ပေါ့နော် control တွေအကုန်လုံးထည့်ပေးတာဖြစ်တဲ့အတွက်ဒီ infotainment အကြောင်းကိုပြောမှာဆိုလို့ရှိရင်ကျွန်တော်မိုးလင်းသွားမယ်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ infotainment နဲ့ပတ်သက်တဲ့အချက်လက်တွေကိုကျွန်တော်တတ်တတ်ဗီဒီယိုတစ်ခုအနေနဲ့ပြောမယ်အခုကတော့ဒီအတွင်းကန်းထဲမှာမြင်တွေ့နေရတာလေးကိုတစ်ချက်ပြပြပေးခြင်းနဲ့ပေါ့နော် CI မှာဆိုလို့ရှိရင်လည်း CI line control တွေပါမယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော် crew control တွေ crew control မှာ adaptive ဖြစ်သွားတာမျိုးလေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်တကား log ချတာမျိုး infotainment ကမနှိမ့်တော့ဘဲနဲ့ဒီ CRM နေပြီးတော့ကျွန်တော်ချတာမျိုးလေးလည်းပါမယ်360 view တွေကြီးတာ ာမျိုးတွေပါမယ်ပြီးလို့ရှိရင် lead water ရဲ့ထုံးစံအတိုင်းဘာပါမလဲဆိုတော့ကျွန်တော် custom custom button လေးတစ်ခုပါလာမယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ဒီပေါ့နော်ဒီအဲ့ဒါကိုကျွန်တော် assign ပေးလို့ရမယ်ကျွန်တော်ဘာထားမှာလဲပေါ့နော်အဲ့ဒါကိုလေ info တိမ်းမှန်းနေကျွန်တော်တို့ control ပြန်လုပ်လို့ရတယ်ပေါ့နော်အဲသူက gear ဆိုလို့ရှိရင်လည်း hand gear လေးဖြစ်သွားပြီအဲပြီးလို့ရှိရင်ကျွန်တော်ဒီ dashboard ပေါ့နော် dashboard ဆိုလို့ရှိရင်လည်းအရင်ရှေ့မျောမျောကြီးဖြစ်နေတာမျိုးမဟုတ်ဖ ೇನೆ အနေတော်လေးပဲကားဆိုင်နဲ့ dashboard နဲ့ကသူကလည်းသူအဆင်ပြေတယ်ဒီကားမှာနောက်ထပ်ထူးခြားတာကဘာလဲဆိုတော့ဒီကားက face recognition ပါလာဖြစ်တဲ့အတွက်ကျွန်တော် face recognition နဲ့မှာအဖွင့်ပိတ်လုပ်လို့ရမယ်တကယ်လို့ကိုက face recognition င်းကိုမလုတ်ထားအောင်ဆိုလို့ရှိရင်ကျွန်တော်တက်ထိုင်လိုက်တာနဲ့ infotainment နဲ့မှာ passcode ခုပေါ်လာမယ်အဲကြမ်းမှာအဲ passcode ရိုက်တဲ့ခါကျတော့မှသာကျွန်တော်ကားကိုမောင်းထွက်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီဒီကျွန်တော်ဒီ driver နဲ့ပတ်သက်လာရင် driver profile နဲ့တိစောက်လို့ရမယ်ကျွန်တော်မောင်းတဲ့ခါကျလို့ရှိရင်ကျွန်တော်ရဲ့ seat setting တွေကဘယ်လိုလဲ air con temperature တွေကဘယ်လောက်ထားမှာလဲအဲ့ဒီ sound system ဆိုလို့ရှိရင်ဘယ်လိုသွားမှာလဲအဲ့ဒီဟာတွေကအစား profile တိစောက်လို့ရတယ်ကျွန်တော်တယောက်တည်းအတွက်မဟုတ်ဘဲနဲ့တခြားလူတွေအတွက်ကိုပါကိုနဲ့သက်ဆိုင်ရာ profile တွေကိုကျွန်တော်တိစောက်လို့ရတယ်ပေါ့နော်ပြီးရင်သူ့ရဲ့ air con spot တိုင်းပေါ့နော် air con spot တိုင်းကဒီတိုင်းကြည့်တော့မထူးကြောက်လို့ထင်ရပေမဲ့သူကအဲကျွန်တော်တို့ဒီ ီအနောက်ဘက်မှာသူ့ရဲ့ဒီမီးပေါ့နော်နောက်မီးတန်းစတိုင်မျိုးလေးနဲ့ဆင်ဆင်တူတူလေးကိုသူကဒီမှာလေးလှုပ်ပေးထားတာလေးရှိတယ်အဲနောက်ပြီးရင်သူ့ရဲ့ဒီပေါ့ dashboard နဲ့ဒီ dashboard မှာပဲသူက ကာလာကိုတူးတုံးခွဲထားပေးတယ်အပေါ်ကအမဲအောက်ကားကောင်ကိုကြာတော့ကျွန်တော်ဒီမှာသုံးထားတဲ့ကာလာမျိုးနဲ့ပြန်သုံးပေးထားပြီးတော့မှလေသာကျိုးကျိုးကိုအပေါ်ကနေတက်ချလေးအုပ်ပေးထားတယ်တကားမှဆိုလို့ရှိရင်လည်းကျွန်တော်ဒီဒီမှန်တင်မှန်ချလေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်တကားအဖွင့်ပိတ်ကိုဒီဘက်မှာခလုတ်လေးနဲ့ပေါ့နော်ဒီခလုတ်နဲ့အဖွင့်ပိတ်မလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ပုံမှန်တကားအဖွင့်ပိတ်လုပ်သလိုမျိုးခလုတ်လေးတစ်ခုပါမယ်အဲဒီမှာနောက်ထပ်ကြိုက်တာကဘာလဲဆိုတော့ဒီဘင်းမှာအန်ပေါ့နော်အဲ့အန်ရဲ့အတွင်းထဲမှာမှကျွန်တော်ဒီပေါ့နော်နောက်ထပ် အန်ဝတ်လေးတခုပါတယ်ဒီတိုင်းကြည့်မမြင်ရဘူးကျွန်တော်ဒီဖွင့်လိုက်တဲ့ခါကျတော့မှအထွန်းထဲမှာအန်ဝတ်တခုထပ်ပါလာလေးကိုလည်းတွေ့ရတယ်အဲ့ဒါလေးကလည်းမိုက်တယ် ဘေးကတကားဖွဲ့စည်းတိစားပုံပြောပါဆိုလို့ရှိရင်လည်းကျွန်တော်အပေါ်ကလဲသားတချာလေးအောက်ကလဲသားတချာလေးအပေါ်မှာသုံးထားတဲ့လဲသားအောက်မှာသုံးထားတဲ့အလဲသားအသားအစာလုံးဝမတူလုံးဝခွဲပြီးထားတယ်ဒီအလဲမှာမှသူ့ရဲ့ဒီပေါ်တော့ကျွန်တော်ဒီဘယ်လိုပြောမလဲအတွင်းပိုင်းပေါ့ ambient light လေးကိုထည့်ပြီးတော့မြုပ်ပေးထားတာလေးကလည်းမိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီထိုင်းကုံလဲသားဆိုလို့ရှိရင်လည်းနပါလဲသားကိုသုံးထားတာဖြစ်တဲ့အတွက်ထိုင်းကတတောင်းတတာရှိတယ်ဒီထိုင်းကုံမှာဆိုလို့ရှိရင်အစုံပါတယ်စီဟီတာတွေပါတယ်စီကူလာတွေပါတယ်စီမာဆက်တွေပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် scene memory တွေလည်းပါလာပြီဒီအရှိထိုင်းကုံတစ်ခုကတော့စီဟီတာနဲ့စီကူလာပါတယ်ဆိုပေမဲ့ဒီအနောက်ထိုင်းကုံတွေကတော့စီဟီတာ only ပဲပါ ါတယ်ကူလာလုံးဝပါလာတော့မရှိသေးဘူးပေါ့နော်ဒီအရှိပိုင်းဒီဇိုင်းနဲ့ခြုံပြီးပြောပါဆိုလို့ရှိရင်တော့ဒီကောင်က leathery vibe ကိုတော်တော်လေးခံစားရတယ်နောက်ပြီးတူကဘာလဲဆိုတော့ panoramic sunroof ဖြစ်သွားတာဖြစ်တဲ့အတွက် sunroof အပွင့်အပိတ်တွေကိုတူကဒီမှာတခါတယ်ကျွန်တော်တို့ကီးနဲ့တခါတယ်ထည့်ပေးထားတယ် sunroof ပုံမှာလုံးဝ panoramic အပြည့်ဖြစ်သွားတာဖြစ်တဲ့အတွက်အနောက်မှာထိုင်စီးရတဲ့ vibe ကတော့ပို့ပြီးတော့မိုက်မယ်ထင်တယ်အဲ့တော့ကျွန်တော်နောက်ဖက်သွားပါ ကျွန်တော်နောက်ဖက်ရောက်ပြီပေါ့နော်နောက်ဖက်ရောက်တဲ့ခါမှာထုံးစံတိုင်းဘာပြောမလဲဆိုလက်ရွန်းနေဟက်ရွန်းနေပြောမှာပေါ့နော်လက်ရွန်းဟက်ရွန်းကတော့ထုံးစံတိုင်းအများကြီးပြောစရာမလိုကျွန်တော်အရှိအရှိ driver ပေါ့နော် driver ဆိုလို့ရှိရင်လည်းကျွန်တော်စီ position တိုင်းထားထားတဲ့အချိန်တွေမှာတော့လက်ရွန်းကလုံးဝအလွတ်ကြီးပဲဟက်ရွန်းဆိုလို့ရှိရင်လည်းသူ့ဘက်သူလုံးလုံးလောက်လောက်အနေထားတစ်ခုမှရှိတယ်ပြီးလို့ရှိရင်အနောက်ဘက်မှာဆိုလို့ရှိရင်လည်းနောက်ဘက်ကို3 seater အပြည့်ထိုင်လို့ရတယ်ဒီမှာဆိုလို့ရှိရင် Emirates ရဲ့အတွင်းထဲမှာဆိုလို့ရှိရင်အဲ cup holder လေးတစ်ခုပါမယ်ပေါ့နော်ကျွန်တော်ဒီ cup holder ရဲ့ stock ကိုကွတ်ထားရလဲ half plastic ပေါ့နော် half plastic ကိုသူက leather ရဲ့ color အတိုင်းသုံးပေးထားတာဖြစ်တဲ့အတွက်ကြီးရတာကအဲမျိုးလုံးထဲမှာမစိုးဘူးလို့ပြောရမှာပဲပေါ့ ောင်းတော့လောကတီးတက်ရင်ကွဲထွက်နေရမှုပဲနဲ့တသားလဲဆိုတဲ့ပုံစံမျိုးလေးဖြစ်နေရလေးကမဆိုးဘူးနောက်ဘက်ကတော့3 seater အပြည့်ထိုင်လို့ရတယ်အဲကျွန်တော်အရှိမပြောသလိုပဲနောက်ဘက်တွက်ကိုဆိုလို့ရှိရင်လော seat heater တော့ပါတယ် seat cooler တော့မပါဘူးပေါ့နော်နောက်ထပ်ဒီမှာသဘောကျတာဘာလဲဆိုဒီမှာတွေ့ရတယ်ကျွန်တော် control တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီရဲ့ seat heater တွေကိုအဖွင့်ပိတ်လုပ်လို့ရတယ်လို့ air con တွေကိုလည်း control လုပ်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော် sound system ကိုလည်းကျွန်တော်အတိုးလျှော့တွေဆိုလည်းဒီမှာလုပ်လို့ရမယ်အဖွင့်ပိတ်တဲ့အတိုးလျှော့တွေဒီမှာလုပ်လို့ရမယ်နောက်ပြီးနောက်ထပ်သဘောကျတာဘာလဲဆိုဒီဘက်လူကပိုတိတာမယ်ဒီဘက်လူကကြတော့ဒီခါကြီးကြလို့ရှိရင်အရှိ passenger ကနောက်လန့်ထားရဆိုလို့ရှိရင်အဲ့ကောင်အတိုး shot လုပ်ဖို့တော့ကိုလည်းသူကဒီမှာတစ်ခါလဲ control တစ်ခါလဲထည့်ပြီးထားရပေါ့နော်အဲ့ဒါလေးက mic တယ် round aircon ဖြစ်တာဖြစ်တဲ့အတွက်နောက်မှာ aircon လေးပေါက်ပါမယ်ဒီရောက်မှဆိုလို့ရှိရင်လည်းကျွန်တော်ဖွင့်လိုက်မယ်ဆိုပါပါမယ်ဆို USB type C ပေါက်ပါမယ် USB ပေါ့နော် USB အပေါက်တစ်ပေါက်ထပ်ပါတာကိုတွေ့ရတယ်အဲတကားဖွဲ့စည်းတိစောက်ဖို့ပြောပါဆိုလို့ရှိရင်တော့အရှိအကောင်နဲ့အကုန်တူတူပဲဘယ်နေရာမှာကွဲသွားမလဲဆိုတော့ကျွန်တော်ဒီတကားခလုံးနေရာလေးမှာကအရှိမာကဒီနားလေးထည့်ပြီးထားတယ်အနောက်မှာတော့ကျွန်တော်ဒီအောက်မှာတက်တက်ဖြစ်သွားပြီနောက်ပြီးရင်ဒီဘက်အတွက်ကကြာတော့ကျွန်တော်ဒီအနောက်ဘက်လူတွေအတွက်ကကြာတော့အတွင်းထဲမှာ အန်ဟွက်မပါတော့ဘူးနောက်ထပ်သတိထားမိတာဆိုလို့ရှင်ဒီကားရဲ့မှာ sound system ဆိုလို့ရှင်လဲ speaker တွေတော်တော်များများတွေ့ရတယ် speaker တွေကအစလီမော်တာကထုတ်မှန်သိအောင်ကိုလီမော်တာ logo လေးပါတခါတည်းတက်ပေးထားတာကိုတွေ့ရတယ်ပြီးလို့ရှင်ဒီအနောက်ကလူတွေအများကြီးအဆင်ပြေတာကဒီကားလေးက panoramic sunroof ကို sunroof ကလုံးဝအပြည့်ဖြစ်တာဖြစ်တဲ့အတွက်အနောက်ကထိုင်ပြီးတော့ CR ရဲ့လူတွေကလုံးဝ mighty feeling ကိုခံစားရမှာဖြစ်ပါတယ်ကြာအဲ့တော့ကျွန်တော်ဒီကားလေးရဲ့အချက်လက်လေးပြောအောင် ျွန်တော်ဒီကားလေးရဲ့ချက်လက်ချင်းလေးတွေကိုပြပြပေးခြင်းပါတယ်ဒီကားလေးကတော့ battery capacity ကဆိုလို့ရှိရင်88.5 kWh ရှိတယ်သူရဲ့ driving range ကဆိုလို့ရှိရင်980 km တိရှိတယ်ပြီးသူရဲ့ torque ပေါ့နော် torque ဆိုလို့ရှိရင်လည်း360 Nm ရှိပြီးတော့သူရဲ့ torque speed ကဆိုလို့ရှိရင်လည်း180 km/h တိရှိပါတယ်ဗျာအဲဒါလေးကတော့ဒီကားလေးရဲ့အချက်လက်ချင်းလေးပဲဖြစ်ပါတယ် ခုလာမယ့်23ရက်နေ့မှာ Lee Motor C11 2025ကားလေးကိုမြန်မာပလာဇာမှာ launching ပြုလုပ်သွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားသူများအနေနဲ့လည်းလာရောက်ပြီးတော့လေ့လာနိုင်ပါတယ်။အဲဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ cashback ပေးသွားမယ့်အစီအစဉ်တွေလည်းရှိတာဖြစ်တဲ့အတွက်လာရောက်ဖို့အတွက်ကိုလည်းကျွန်တော်ကဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။ကျွန်တော်ခုတင်ဆက်ပေးခဲ့တာကတော့ Leaf Motor C11 ရဲ့2025ကားလေးကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာ။ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဦး။ကျွန်တော် Just Right ကတစ်ချုံပါ။